မင်္ဂလာပါခင်ဗျဒီနေ့သင်ကန်းလာမှာတော့ကျွန်တော် beginner fine dining လို့မှရှိတဲ့ဝတ်ချက်တွေကြောင်းကျွန်တော်ဆွေးနွေးသွားမှာပဲဟိုအဓိကဟိုအကြမ်းများပြည့်တော့ဝတ်ချက်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ဟို final ကိုရှေ့တဲ့အခါမှာတုံးတဲ့ဝတ်ချက်ရယ် final ကိုဖွင့်တဲ့အခါမှာတုံးတဲ့ဝတ်ချက်ရယ်ပဲဖြစ်ပါတော့ဒီကတော့ဟို final ကိုဖွင့်တဲ့အခါမှာတုံးတဲ့ဝတ်ချက်ပါဒီအောက်ကကတော့ဟို final ကိုရှေ့တဲ့အခါမှာတုံးယူတဲ့ဟိုဝတ်ချက်ပဲဖြစ်ပါ ဟုတ်ပြီနော်ပထမဆုံးတော့ဒီဝက်ချက်လေးတွေကိုတော့အသုံးပြုဖို့တော့လက်တွေ့ဒေတာကြည့်လိုက်မယ်ပထမဆုံးကျွန်တော်မလောက်ထားလဲဆိုရင်ကျွန်တော် UI ကိုချုပ်တင်ပြီးဆောက်ထားတယ်နော် UI ကဘယ်လိုလေးလဲဆိုရင်တော့တက်ဝက်ချက်ရှိမယ်ပြီးတော့ဘော်တုံတစ်ခုရှိမယ်ဝက်ချက်တွေကိုနေရာချထားတာကတော့ကျွန်တော် grammar တက်ကိုတုံးပြီးတော့နေရာချထားတယ်ဟုတ်ပြီနော်ဝက်ချက်ရဲ့ပုံမှန်လေးကိုတော့တစ်ချက်ကြည့်လိုက်နော်ဒီကမှ25ဆိုပြီးတော့နော်ဟုတ်လားဟုတ်ကြိုးရှင်းပါမယ် ညောတဝက်ချက်ရှိမယ်ရိုက်ချင်တာလည်းညောရိုက်လို့ရအောက်မှာဖော်တော့နှစ်ခုရှိကျွန်တော်ပထမဆုံးပြုလုပ်ချင်တာကကျွန်တော်ဒီကျွန်တော်ရိုက်ချင်တာလည်းရိုက်ပြီးတော့တော့စိတ်လုံလိုက်မယ်ဆိုရင်ကျွန်တော်တို့ညောရိုက်ထားတဲ့ဖိုင်ကိုတက်ဖိုင်ထဲမှာကျွန်တော်တို့စိတ်စိတ်ဖို့အတွက်ကျွန်တော်တို့ဒီတက်ဖိုင်ကိုမျက်နှာလေးမှာထားပါမယ်ဘလို့နာမည်ပေးပါမယ်ဆိုတာပြုလုပ်ရမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်သူ့အကူအညီနဲ့ပြုလုပ်မလဲဆိုရင်ဖိုင်တိုင်ရလော့ မှရှိတယ်။ငောဝတ်ချက်တစ်ခုရဲ့ကိုယ်နည်းနဲ့ငောပြုလုပ်။ဟုတ်ပြီ။ဟုတ်ဒီရောက်ရေးဖို့အတွက်အရင်ဆုံးငော find dial ကိုအင်ပို့ပေးရမယ်။ find dial ကဒီကနေမှရှိတဲ့ဒီနဲ့ find မှာရှိတဲ့အတွက်တော့အင်ပို့လုပ်တဲ့ဆာမှာအင်ပို့ဒီကနေဆိုပြီးတော့ငော dial ခေါ်သုံးလို့မရဘူး။အဲ့တော့ကျွန်တော်ဘယ်လိုရေးရမလဲဆိုရင်အစော TKIND ရ TKNA ပြီးတော့မှအင်ပို့ သင်ပေါ်ကျွန်တော်ဘာလို့ရေးမလဲဆိုရင် find dialog ဆိုပြီးရေးရမှာ find d i a n o g dialog ပြီးတော့မှာ f ကျွန်တော်သူ့ရဲ့အတောပေါင်း f d ဆိုပြီးတော့ကျွန်တော်ပြလိုက်အဲ့ဒါဆိုတော့ find dialog ကိုတော့ input ပေးသွားတယ်ပေးပြီးသွားပြီဆိုတော့ no save button နှိပ်လိုက်တာနဲ့ကျွန်တော် find dialog ထဲမှာရှိတဲ့ widget ဟိုဘာ widget သုံးမလဲဆိုရင်တော့ at cf finance ဆိုတဲ့ widget ပေါ်တော့သုံးမှာဖြစ်တယ်အဲ့ တော့ပေါ်တော့နိုင်လိုက်ရင်အဲ့ဝက်ချက်ပေါ်လာမှာအဲ့တော့ကျွန်တော်အရင်ဆုံး function တိဆောင်မယ်ဒီရက်မိုင်းအစေကြီးစိတ်ဆိုပြီးတော့ကြီးလိုက်ရပြီသွားပြီဆိုရင်ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းကျွန်တော်နောက်ခုသုံးပါ SCF file နဲ့ SCF file နဲ့ကကျွန်တော် pattern ပြန်ပေးပါဘယ်သူ့ကို pattern ပြန်ပေးလဲဆိုရင်ကျွန်တော် file ရဲ့ဒီနေရာပတ်လမ်းကြောင်းကျွန်တော်ဇွေးလိုက်ကျွန်တော် desktop ကဘယ်နေရာမှာ desktop မှာကျွန်တော်စင်မယ် file name ရပေးရအဲ့ဒီ file name ရပတ်လမ်းကြောင်းဟိုတိကျတဲ့ပတ်လမ်းကြောင်းကိုသူက return ပြန်ပြီး return ပြန်ပြီးတဲ့အတွက်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်ဟို video ပဲ assign ပေးလို့ရဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီနားလေးမှာကျွန်တော်တို့က file ပတ်ဆိုပြီးတော့ကျွန်တော် video ပဲ assign ပေးလာမယ်ပြီးရင်တော့ file dialog တွေကဘယ်လိုလဲဆိုရင် tsf sap c file န်နေရနေနေဆိုပြီးတော့ကျွန်တော်ရှိပါပြီးတော့ရင် mindset ကိုကျွန်တော်တို့ကဘယ်လိုနဲ့ချိန်ချမလဲဆိုရင်ဟိုစိတ်ဆိုတဲ့ပေါ်တုံးနဲ့ချိန်ချမှာဖြစ်တဲ့အတွက် common and common ဟော mind စိတ်ဆိုပြီးတော့ကျွန်တော်တို့ပြုလုပ်ပြီးတော့ရင်တော့ define name ကိုကျွန်တော်သိကျင်တဲ့အတွက် console ကနေပြီးတော့မြင်နေတဲ့အတွက်တော့ find path ဆိုပြီးကျွန်တော်တော့ထုတ်ကြည့်လိုက်သူတို့မှာအရေးကြီးတဲ့ပါရာမီတာတွေရှိပါပထမဆုံးပါရာမီတာတော့ သိပြီဆိုဘယ်ဖိုင်တိုက်တွေရှိမှာလဲသတ်မှတ်ဆိုတင်ပြီးသတ်မှတ်ပေးရမှာပဲဖြစ်ပါအဲ့ဒီတော့ကျွန်တော်အရင်ဆုံးတော့ဗာရေးမလဲဆိုရင် FIME 5 P1DE as type ဆိုပြီးတော့ find type ဆိုပြီးတော့ရှိပါအဲ့ find type မှာကျွန်တော်တို့ကအမျိုးအစားတစ်ခုတည်းမကဖြစ်နိုင်ဘူးနှစ်ခုသုံးခုဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်အရင်ဆုံးတော့တက်ဖိုင်အတွက်တော့ရင်းတယ်အရင်ဆုံးတက်ဖိုင်တော့အရင်ဆုံးဗာမျိုးအစားရေးရမလဲဆိုလက်မျိုးအစားရေးမယ်ပြီးတော့ရင်တော့တာပယ်ထဲမှာ ဟိုဒီလိုနာမည်ရှိမှာ P E H T F I N E F I ဆိုပြီးတော့ရေးမှာ F I မှာလည်းကျွန်တော် F I ရဲ့ extension တွေရှိပထမဦးဆုံးကျွန်တော် star ရေးတယ် star တော့နာမည်ကြိုက်တာဖြစ်လို့ရတယ်ဆိုတော့ဒီပေါ်ပြီးတော့မှ dot P A T ဆိုပြီးတော့ရှိဟုတ်ပြီတော့နောက်တစ်ခုအကျန် F I မဟုတ်ဘဲနဲ့တခြား file တွေအတွက်တခြားဘယ် file ရှိတယ်ဥပမာတော့ dot py ရှိမယ် dot pmv ရှိမယ်အဲ့လို ဒါပိုင်းနေဖြစ်ဖြစ်အတွက်ကျတော့ကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ or fine any fine ဆိုပြီးတော့ရေးမယ်အဲ့ရအတွက်ကျတော့ကျွန်တော်ဘာဖိုင်ဖြစ်ဖြစ်ဆိုနာမည်ကလည်းဘာဖြစ်ဖြစ်အောက်နောက်က extension ကလည်းဘာဖြစ်ဖြစ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီနားလေးမှာကျွန်တော် star လေးသလုံးမယ်တော့ထည့်ထည့်လိုက်ဒါပဲဖြစ်ပါဟုတ်ပြီနောက်ဆုံးတစ်ချက်ကတော့ no top finder လို့လေးပွင့်လာပြီအဲ့ချိန်မှာကျွန်တော်က title လေးပေါ့ PIN PN နဲ့ title နဲ့နေရာမှာကျွန်တော်ဘာရေးမလဲဆိုရင် my ဖတ်စီပြီးဖြည့်ဆိုပြီးကျွန်တော်ကြည့်ခဲ့ဟုတ်ပြီเนาะဒီပုံစံလေးကိုကျွန်တော်တစ်ချက်နော်ကြည့်ကြည့်လိုက်အပရိုဂရမ်လေးကိုဆေးလိုက်ပြီးနော် run ကြည့်လိုက်ဟုတ်ပြီเนาะတကယ်လို့ကျွန်တော် save button ကျွန်တော်နှိပ်လိုက်မယ် save button နှိပ်လိုက်မယ်ဆိုတော့ဒီမှာ dialog box ပေါ့ပေါ်လာပြီပထမဆုံးကျွန်တော်ဒီမှာမြင်တွေ့ရမှာဘာလဲဆိုတော့ဒီမှာ mindset mindset ကကြတော့ကျွန်တော်တိုက်တဲ့နေရာမှာကျွန်တော်ပေးထားတဲ့စာအတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော် find extension find extension ကတော့ဘယ်နားလေးမှာလာပုံမလဲဆိုဒီနားလေးမှာဒီမှာ tab find ဆိုတာကျွန်တော်ရေးထားတဲ့ပုံစံမှာဒီမှာဆိုရင်တော့ tab find ရှိရ offer တော့နှစ်ခုတည်းရေးလို့ဒီနားမှာနှစ်ခုတည်းလာပုံနေရတယ်။ဟုတ်ပြီ။တော့တော့ဒီ find ကိုကျွန်တော်တို့ကဘာ ရေးတင်တဲ့ဖိုင်ကြတော့ဒီမှာရေးရမှာနော် aeno hello foods.php ဆိုပြီးတော့ရေးလိုက်။နော် hello foods. ပဲကျွန်တော် hello ပဲကျွန်တော်ရေးလိုက်။ရေးပြီးတော့ကျွန်တော် save ဆိုပြီးတော့လုပ်လိုက်။ဒီနေရာမှာဆိုရင် c user lenovo desktop hello ဆိုပြီးတော့ပဲကျွန်တော်ပတ်လန်းချောင်းပေါ်လာပါတယ်။ဒါပေမဲ့တတိထားမှာတကူကတော့ကျွန်တော်တို့က .php ဆိုပြီးတော့မပေါ်ဘူး။မပေါ်ဘူးဖြစ်တဲ့အတွက်ကျွန်တော် default အနေနဲ့ကျွန်တော်တို့ ဟိုကမရေးပေးလိုက်လို့ဥမာကျွန်တော်တော့ပြန်ဆေးလိုက်เนาะဒီမှာ AEN hello 1.tat လို့ကျွန်တော်ကရေးပေးလိုက်တဲ့အခါကျမှကျွန်တော် hello 1.tat ဆိုပြီးတော့ပေါ်လာဖြစ်မယ်။ node .tat မပါလို့ကိုမရဟုတ်ပြီ။ကျွန်တော်ကဒီတိုင်းကြီးရိုက်မထည့်သေးဘူးကျွန်တော်နာမည်ပဲရေးလိုက်တာနဲ့ .tat ကိုကျွန်တော် default ပေါ်နေတယ်ဆိုရင်ကျွန်တော်ပါလာပါပါရာမီတာကိုကျွန်တော်သုံးရမလဲဆိုရင်ကျွန်တော်တို့ နားလေးမှာ default extension ဆိုတာရှိပါတယ်ဟုတ် D E F A U N D default D A T E N S I O N is default extension ဆိုပြီးတော့ကျွန်တော်တို့က .dhd ဆိုပြီးတော့ကျွန်တော်တို့က data မှာကျွန်တော်တို့ကရမှာပဲဖြစ်တယ်ဟုတ်ပြီเนาะဒီ program လေးကိုတော့ run ကြည့်လိုက်ဟုတ်ပြီเนาะ program လေးကိုတော့ run ကြည့်လိုက်ပြီ run ကြည့်လိုက်တဲ့အခါမှာကျွန်တော် တော့တော့ကျွန်တော်တို့ရိုက်ထားတဲ့စာတွေကိုကျွန်တော်စေအောင်မှာမဟုတ်ပါဘူး။ဟုတ်ပြီတော့ဒီမှာစေဆိုပြီးတော့နိုင်လာမယ်။မရေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် default extension ပါလို့ဟုတ်ပြီကျွန်တော်စေဆိုပြီးတော့နိုင်လိုက်တဲ့အခါမှာကျွန်တော် hello key. php ဆိုပြီးတော့တော့ desktop မှာတော့လာပေါ်နေရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့ဒီဟာ file name လေးပဲတိောက်သွား။တကယ် file ကိုမတိောက်သေးပါဘူး။ဟုတ်ပြီတော့ဒီမှာဆို desktop မှာကြည့်လိုက်မယ်ဆိုမရှိဘူး။မရှိဘူးဆိုတော့တကယ် file မတိောက်သေးဘူးကျွန်တော် ခိုင်စီဆောင်မဲ့နေရာတွေနာမည်တွေပဲကျွန်တော်တို့ကသတ်မှတ်နေရတယ်ဟုတ်ပြီတော့တကယ်ဖိုင်ကိုကျွန်တော်ဘယ်လိုတိဆောက်မလဲလို့တစ်ချက်ကြည့်ကြည့်လိုက်တကယ်ဖိုင်တိဆောက်ဖို့အတွက်ကျွန်တော်တို့ကဘာလုပ်အောင်မလဲဆိုရင်ပထမဦးဆုံးကျွန်တော်ကွန်တက်မန်နေဂျာဖွဲ့ကိုနှုံသုံးမယ်သုံးပြီးတော့ OPEN Open ဆိုပြီးတော့နှုံချိမယ်ဖိုင်ပတ်လန်းချောင်းကိုကျွန်တော်တို့ကထည့်ပေးရမှာဟုတ်ဒီဆောက်လိုက်တဲ့နော်ဖိုင်ဘတ်ကိုထည့်ပေးလိုက်ဒီနေရာမှာငါတို့ဖိုင်ဒီဆောက်မယ်ဆိုပြီးတော့ open ပြောပြလိုက်တာပဲဖြစ်ပါ ုတ်ကဲ့အဲ့တော့ကျွန်တော် file ဆိုပြီးယူမယ်ပြီးသွားရင် file ပတ်ဒီလမ်းကြောင်းမှာကျွန်တော်ဒီနာမည်နဲ့ကျွန်တော်တိဆောက်မယ်တိဆောက်တဲ့အခါမှာ file တွေကိုတိဆောက်တဲ့အခါမှာကျွန်တော်ဘာရှိလဲ free မှာလား line မှာလားဆိုတော့ရှိကျွန်တော်တို့ကဒီနေရာမှာ node ကို drive မှာဖြစ်ပါတယ်ကျွန်တော် drive မှာဖြစ်တဲ့အတွက် mode ကို node mode ကိုကျွန်တော်တို့က w ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ f file ဆိုပြီးတော့ကျွန်တော်ပေးလို့ရတယ် ုတ်ပြီ note ဒီ file app file ဆိုတဲ့နေရာထဲမှာဒီကောင် file object ဖြစ်တော့ဒီ file object ထဲမှာကျွန်တော်တို့ကဘသူတွေကိုထည့်မှာကျွန်တော်တို့တက်ဝက်ချက်ထဲမှာကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ note user ကရိုက်ထည့်လိုက်တဲ့စာတွေကိုဒီ file ထဲမှာကျွန်တော်တို့ထည့်ချင်တာဖြစ်တဲ့အတွက်ပထမဦးဆုံးတို့တက်ဝက်ချက်ထဲထဲကတို့ user ရိုက်ထားတဲ့စာတွေကိုရယူဖို့အတွက်ပထမဦးဆုံးကျွန်တော်ဗာပေးလိုက်မယ်ဆို my t 80 tag ဆိုပြီးတော့ကျွန်တော် variable name ပေးလိုက် ပြီးပြီးသွားရင်တော့တက်ဝက်ချက်ထဲကစာရင်းယူမယ်ဘယ်မှာတက်နေယူမလဲဆိုတော့ဂမ်မှာတက်နေယူမယ်ယူပြီးသွားရင်ကျွန်တော်1.0ဆိုပြီးတော့တော့ယူမယ်1ဆိုတာကြာ row 1 0ဆိုတာ column 0 row 1 column 0ကနေစပြီးတော့ယူမယ်ဘယ်ထိယူမလဲ end အဆုံးထိယူမယ်ဆိုပြီးတော့ကျွန်တော်ပြောလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ mind တက်ကဘယ်ထဲကစာနေလဲဆိုရင်တက်ဝက်ချက်ထဲမှာ သူကရိုက်ထားတဲ့စာလေးကိုကျွန်တော်တို့က mind test ဆိုတဲ့ဗီဒီယိုထဲနဲ့ပြင်သွားပြီးတကယ်ထည့်ဖို့ပဲလိုရောလဲဆိုရင် file object နဲ့ထည့်ဖို့ပဲလိုရောဟုတ်ပြီ file object name က file push.wrinde y ဆိုပြီးတော့ဘယ်သူ့ကိုရိုက်ထဲမှာလဲ mind test ကိုရိုက်ထဲမှာလို့ပြောလိုက်တာနဲ့ကျွန်တော်တို့က file လေးတိဆောင်ပြီးသားဖြစ်တာဆိုလို့ file နဲ့ကိုလည်းကျွန်တော်တို့တက် widget ထဲကစာလေးကျွန်တော်ရောက်သွားမှာပဲဖြစ်ပါဟုတ်ပြီနော် program လေးကိုတော့ run ကြည့်လိုက်ရအောင် ဒီ program လေး node line ထည့်လိုက်ပြီးဟုတ်ပြီ node ဒီနားလေးမှာ a b c d ပြီးတော့ e f g h i j k ဆိုပြီး node ရေးလိုက်မယ်ဟုတ်ပြီကျွန်တော် define node save တင်နေ save ဆိုပြီး node နှိပ်လိုက်ပြီး desktop ပေါ်မှာ save မယ်ပြီးတော့ကျွန်တော်ဘလိုလေး save မလဲဆိုတော့ a e n n o hello ဆိုပြီး node save hello ဆိုပြီး save မယ်ပြီးတော့ကျွန်တော် dot t h d မရေးလဲရဘာဖြစ်လို့လဲဆိုတော့ default extension ပါလို့ဟုတ်ပြီကျွန်တော် desktop ပေါ်မှာ save ဆိုလဲပေါ်တော့နိုင်လာပြီဆိုရင်ဟို save လားမ save လားကျွန်တော်ကြည့်လို့ရပြီဟုတ်ပြီကျွန်တော်ကြည့်ကြည့်လိုက်မယ်ဟိုဒီမှာဆိုရင် hello ဆိုပြီးတော့ပေါ်လာပြီတော့ program လေးကိုတော့ဖွင့်ကြည့်လိုက်မယ် a b c d e f g a i j k ဆိုပြီးတော့ပေါ်လာပါဟုတ်ပြီဒါတော့ကျွန်တော် save တယ်မှတ်တယ်လေဟုတ်ပြီတော့နောက်ထပ်တစ်ခုကျွန်တော်တို့ကဘာလုပ်ချင်တာလဲဆိုရင်ကျွန်တော်တို့က open မယ်ကျွန်တော်ဒီ hello ဆိုတော့ကျွန်တော်ရေးထားတဲ့ file ကိုကျွန်တော်ပြန် open open မှုတော့ file dialogue မှာကျွန်တော်ဘာရှိလဲဆိုရင်ကျွန်တော် open file name ဆိုတာရှိပါတယ်။ဒီကလည်းကျွန်တော်ဘာလို့ return ပြန်ပေးလဲဆိုတော့ကျွန်တော်ရွေးလိုက်တဲ့ file ပတ်လန်းကြောင်းကိုကျွန်တော် return ပြန်ပေး file ပတ်လန်းကြောင်း return file ပတ်လန်းကြောင်းရပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီ open file အပူအညီနဲ့ကျွန်တော် file ကိုဖတ်လို့ရမယ်ရေးလို့ရမယ်အဲ့ဒီတော့ကျွန်တော်တို့အတွက်အဆင်ပြေတယ်။ဟုတ်ပြီတော့ပထမဦးဆုံးကျွန်တော်က open ဆိုတဲ့ button လေးနဲ့ဖြည့်ချက်ဖို့ဆိုတော့ဒီအဲ my opinion open ဆိုပြီးတော့ကျွန်တော်ရေးလိုက်ရေးပြီးသွားပြီဆိုရင်တော့ return ပြန်မိတဲ့အတွက် find path ဆိုပြီးတော့ကျွန်တော်ပုံမှန်တိုင်းမှာတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော်ဘာသုံးမအောင်ဒီခါတော့ကျွန်တော် open ဖြစ်တဲ့အတွက် fd ဖြူတော့ကျွန်တော်ဘာရေးမလဲဆိုရင် asap open open file m a m e name ဆိုပြီးတော့ကျွန်တော်ရိုက်လိုက် ဟိုဒီမှာလဲဘာပါရာမီတာရှိလဲဆိုတော့စဖွင့်ဖွင့်ရင်တော့ဘယ်မှာပွင့်နေခြင်းလဲဆိုတော့ရွေးလို့ရဥပမာကျွန်တော်စီမှာပွင့်နေခြင်းလားလားကျွန်တော်စီကိုရွေးလိုက်မှာဥပမာတော့ဒီဆိုပြီးတော့ရေးကြည့်လိုက်အဲ့မှာဒီမှာပါရာမီတာဘာရှိလဲဆိုတော့ intention dietary တော့ဒီပေါ်တော့လည်းနှိပ်လိုက်တာ ਨੇ စပေါ်နေခြင်းနဲ့နေရတော့လောလောဆယ်စီကိုပဲတော့နှိပ်ကြည့်လိုက် i n i t i a n initiate d i r ဆိုပြီးတော့ရေးရမှာပဲဖြစ်ပါတယ် ပြီးတော့တော့ဝင်တော့ဝင်နေနဲ့ဟိုဒီပုံစံတိုင်းဟိုကြီးလိုက်ဟို first slide တွေကတော့ပဲချက်ကာတာဖြစ်တဲ့အတွက်ကျွန်တော် first slide ထပ်ခံပြီးတော့ဟိုရေးရမှာပဲဖြစ်တယ်ဟုတ်ပြီဟိုသူကဘာလို့ return ပြန်မင်းလဲကျွန်တော်ကြည့်ကြည့်လားပြန် file path ဆိုကျွန်တော်ရေးလိုက်မယ်ပြီးတော့ my open ကိုဘယ်သူနဲ့ဘိုင်းမှာလဲ open ဆိုတဲ့ button နဲ့ဘိုင်းမှာဖြစ်တဲ့အတွက် c o m m a n d command my open ဆိုကျွန်တော်လောက်လိုက်ဟုတ်ပြီဟိုဒီရဲ့ထူးကြ indie ်အင်ဒီရှက် DIR ရဲ့ထူကြက်ချက်ကတော့ဘာလဲဆိုတော့ program လေးကိုတော့ run လိုက်မယ် run လိုက်ရင်ကျွန်တော်ဒီပေါင်လေးကိုကျွန်တော်ဖွင့်လိုက်တာနဲ့ဒီပေါင်လေးကိုဖွင့်လိုက်တာနဲ့ CO လားပေါ်နေရမှာပဲဒီပါဟုတ်ပြီเนาะ open ဆိုပြီးတော့နှိပ်လိုက်တော့ဒီမှာဆိုရင် C လားပေါ်တယ်ဟုတ်ပြီကျွန်တော် C လားမပေါ်သေးခြင်းကျွန်တော်နှိပ်လိုက်တာနဲ့ကျွန်တော် desktop ကိုလားပေါ်သေးခြင်းလဲဆိုရင်ကျွန်တော်ဘယ်လိုလုပ်ဟုတ်ပြီ desktop ရဲ့ပတ်လမ်းကြောင်းကိုကျွန်တော် အသေးမှတ်ထားပါမယ်ဖြစ်ပါမနေ့ကစီတဲ့စီတဲ့ Nobel မှာယူတာယူတာတဲ့ Lenovo Lenovo တဲ့ Nobel ကိုသွားမလဲဆိုရင် desktop ဟိုဘီဒီကောင်လေးကိုကျွန်တော် copy ပေးလိုက်ဒါဆိုရင်ကျွန်တော်ဘယ်လိုဖြတ်သွားမလဲ initial DIY ကတော့ desktop ပေးထားတဲ့အတော့နော်ဆက်ဖွင့်လိုက်တာနဲ့ desktop လာပေါ့နော်ဒီမှာ bus net လေးကိုနော်တော့ special guide ဖြစ်တဲ့အတွက် bus net လေးကိုပြန်ပေးရမှာပဲဖြစ်ပါဟုတ်ပြီ ော်ဒါဆိုရင်တော့ program လေးကိုကျွန်တော် run လိုက်မယ်တော့ open နိုင်လိုက်တာနဲ့တော့ဘာဖြစ်ရမလဲတော့ desktop ကိုတန်းရောက်သွား desktop တွေကကျွန်တော်ဒီမှာ hello ဆိုပြီးတော့ကျွန်တော်ရှိရမှာပဲဒီပါ hello ဆိုတော့ my hello.tag my hello တော့ရှိတာ my hello ကိုတော့ဖွင့်လိုက်ပြီဆိုရင်တော့ပိုင်းကတော့ပွင့်အောင်မှာမဟုတ်ဘူးတော့ my hello ရဲ့တော့လမ်းကြောင်းလေးကျွန်တော်ရမသွားဘူးလားဖိုင်လမ်းကြောင်းရပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုလမ်းကြောင်း အကူအညီနဲ့ file တွေကိုဖတ်မယ်ဖွင့်မယ်ဆိုပြီးတော့လုပ်လို့ရအဲ့ဒီတော့ကျွန်တော်တို့ကဝယ် OPEN open ဘယ် file ကိုဖွင့်မှာလဲကျွန်တော်တို့ file တိုင်းရလောကပေးလိုက်တယ်ဟို file pack ကိုတော့ဖွင့်မယ်ပြီးတော့ MOD mode ဒီ mode မှာတော့ကျွန်တော်က read လုပ်မှာညမှာအပေါ်ကဟို write မယ်အောက်ကကျွန်တော် read မှာပဲဖြစ်ပြပြီးသွားရင်တော့ဒီ file object ကိုနာမည်ပေးမှာဖြစ်တဲ့အတွက်တော့ file ဆိုပြီးတော့ပေးလိုက်မှာပဲဖြစ်တယ် ပြေးပြီးသွားရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီဖိုင်ကိုတော့ဖတ်တော့ဖတ်မှာဖြစ်တဲ့အတွက်တော့ဖိုင်ကိုတော့ရကြပြောင်းမယ်ပေါ့အရင်ဆုံးကျွန်တော်ဘယ်လိုဖတ်ရမလဲဆိုဒီဖိုင် object ထဲရှိတဲ့ဖိုင်ကိုတော့ဖတ်ရမှာဖြစ်တဲ့အတွက်ကျွန်တော် my pad test ဆိုပြီးတော့ဖြစ်မယ်ဖိုင် object နာမည်ဘူးလဲ file ဖိုင် foo.read ဆိုပြီးတော့ဖိုင် object ကို read မှတ်တယ်ကျွန်တော်ဖတ်လိုက်မယ်ဖတ်လိုက် ပြီးသွားပြီဆိုတော့အဲ့ဒီ mindset ဆိုတဲ့စာလေးကိုတော့ဘယ်လိုထည့်ထည့်ရမလဲတက်ဝတ်ချက်ထဲမှာကျွန်တော်ထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုရင်းမှာ TEAD တက် push တော့ insight ဆိုတဲ့ method အကူအညီနဲ့ထည့်မယ်ဘယ်ကနေစထည့်မှာလဲကျွန်တော် row C row 1 column 0ကနေစထည့်မှာဖြစ်တယ် row 1 column 0ကနေတော့စထည့်မယ်ဘသူ့ကိုထည့်မှာလဲ my TEAD ဆိုပြီးတော့တော့သူ့ကိုထည့်မယ်ဆိုပြီးတော့ပြောရမှာပဲဖြစ်ပါဟုတ်ပြီတော့ဒီနေရာမှာ တော့ဒီခုနက hello ဆိုတဲ့ဖိုင်လေးကိုကျွန်တော်ဖွင့်ကြည့်ကြည့်ဟုတ်ပြီတော့ program လေးကိုတော့ run လိုက်မယ် open တော့နှိပ်လိုက်မယ်ပြီးတော့ desktop ကိုတော့ရေးမယ် desktop ထဲမှာကျွန်တော် hello ဆိုတဲ့ဖိုင်လေးတော့ရှိရဒီမှာဒီထဲမှာကျွန်တော်ခုနကရေးထား abcdef ဆိုပြီးတော့တော့ကြည့်တော့နှိပ်လိုက်မယ်တော့ဒီမှာပေါ်လာဟုတ်ပြီတော့သူ့ကိုကျွန်တော်ဘာထက်ရေးလိုက်မလဲဆိုတော့မြန်မာသားကာကြီးခါဝေးကားငယ်ပြီးတော့ပြန်စိတ်ကြည့်လိုက်မယ်ပြည့်တဲ့အခါမှာကျွန်တော်ဘယ်လိုရေးမလဲဆိုရင်ကျွန်တော် A E N O hello hello no 2ဆိုပြီးတော့ no save လိုက်တယ်2 .dat မကြီးလဲရတဖို့ extension ပါလို့ no save လိုက်ပြီဟုတ်ပြီတော့ပြန်ဖွင့်ကြည့်လိုက်မယ်ဘယ်လိုဖွင့်မလဲဆိုရင် hello 2ကို no ဖွင့်ကြည့်လိုက်တဲ့အခါမှာ no ပေါ်လာတော့ဒီအခါမှာကျွန်တော်ဘလို့ပေါ်နေလဲဆိုရင်ကျွန်တော်ဒီမှာနှစ်ခုပြင်တယ်နှစ်ခုပြင်တယ်ကျွန်တော်ဖွင့်ပြီဆိုကြဲကအရင် ွင့်လိုက်ပြီဆိုကြလဲရှေ့ဖိုင်ကတော့ဘာဖြစ်သွားမှာပြက်သွားမှာအဲ့ဒီတော့ mind တက်ကိုကျွန်တော်တို့ကဓလိလောက်ပေးရမှာဖွင့်တဲ့အခါမှာဟုတ်ပြီကျွန်တော်မရေးခင်ကျွန်တော်ဖျက်မှာဖြစ်တဲ့အတွက်ပထမဦးဆုံးတော့ဖိုင်ဖွင့်မယ်ဖွင့်လို့ကျွန်တော်ကမဖွင့်ရင်တော့ဖျက်မှာဖြစ်တဲ့အတွက်တော့ဘာလောက်မလဲဆိုရင်ဒီနားလေးမှာကျွန်တော်ကတော့ TEAD တက် full dot DENE TE ဓလိဆိုပြီးတော့ရေးမယ်ဘယ်ကနေစဖြတ်မှာလဲဆိုတော့1.0ကနေပြီးတော့ END အဖြစ် 1.0ဆိုတာ row 1 column 0ကနေပြီးတော့ end ကျမယ်ဆိုတော့ပေါ့ဟုတ်ပြီကျွန်တော်ဒီမှာရေးလိုက်တော့ဒီမှာစာတွေရေးတယ်ဟုတ်ပြီတော့ open လောက်တိုက်တဲ့အခါမှာဒီစာတွေကတော့ပြတ်သွားမှာပဲဖြစ်ပါတော့ဖွင့်သွားပြီဆိုတာနော်ဟုတ်ပြီ my hello တော့နိုင်လိုက်မယ် open လိုက်မယ် sorry ပါတော့အဲ့အန်ကြတော့တော့ဗာရေးရမလဲဆိုရင်တော့ဒီတိုင်းလေးရေးရမှာပဲဖြစ်ပါဟုတ်ပြီတော့ program လေးကိုတော့ပြန်လိုက်မယ်တော့ဒီမှာ အရင်ဆုံးကျွန်တော် hello ဖွင့်လိုက် hello ဆိုရင်ဟိုဒီစာရှိနောက်တစ်ပိုင်းဖွင့်ရင်ဒီခဲရရှိတဲ့စာတွေကတော့ပြတ်သွားမှာဆိုတော့ကျွန်တော် open နိုင်လာပြီ hello do ပေါ့ hello do ကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရှေ့မှာရှိတဲ့စာတွေကပြတ်ပြီးတော့ကားကြီးခေါက်ကကားငယ်ပဲတော့ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ဆိုနေချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ